မင်းရလေကွာဘာရီချက်လို့ချက်ထားမန်းကိုငါတကယ်နားမလဲတော့ဘူးထမင်းကြိုက်ကိုဖွင့်လိုက်ပြီးတော့စားဘီးဆိုတာနဲ့လေငါရဲ့နားတွေကအငွေ့တွေပါထွက်တယ်သိလားရှင်မနတ်စစောစစီကျမတို့ဒေါသထွက်အောင်လာမလုံးနဲ့နော်ဒီမှာကျမတို့နိုင်ငံမဆလာတွေကလေဘာမှကောင်းတာမဟုတ်ဘူးအရေးအသွေးကိုမရှိဘူးသိရဲ့လားအဲ့ဒါတွေကိုတုံးဖို့အတွက်ဘူးဖွင့်လိုက်ပြီးဆိုတာနဲ့ကျမနှာချေနေရပြီးကိုမပြီးရောအဲ့ဒါကြောင့်ကျမတို့နိုင်ငံထွက်တဲ့မဆလာတွေကိုတော့ကျမမတုံးတက်ဘူးရှင်တုံးလည်းမတုံးချင်ဘူးနော် ကျမကတော့လေတခြားနိုင်ငံကမဆလာတွေကိုပဲရှာဝယ်သုံးရတာပိုကြိုက်တယ်။ကျမတို့နိုင်ငံမဆလာတွေကမကောင်းလို့ကျမတို့တွေအားလုံးကျမ်းမာရေးမကောင်းဖြစ်နေကြတာပေါ့။တခြားနိုင်ငံတွေကြည်စမ်းဘလောက်တောင်မှကျမ်းမာရေးကောင်းလိုက်လေ။တို့အကုန်လုံးရဲ့အသားရေကိုကြည်စမ်းဖြူဖွေးပြီးလှပနေရပဲကျမတို့နိုင်ငံတွေနဲ့တခြားစီတခြားနိုင်ငံကတွေကိုကြည်စမ်းအသက်ကြီးနေရတော့မှပဲငယ်ရွယ်နှုပြိုးနေရောအဖိုးကြီးတွေတောင်မှလူငယ်လေးတွေလိုမျိုးပဲအရန်ကိုချောမောခန့်ညားနေကြတာကျမတို့နိုင်ငံမှာအသက်30ဆိုရင်တော့သပင်းနဲ့ကျွတ်ပြီးအဖိုးရုပ်ပေါက်နေပြီ နေမောင်အဲ့ဒါနဲ့ငါတို့နိုင်ငံမဆလာမကောင်းတာနဲ့ဘာများတတ်ဆိုင်သွားလို့လဲဘာမှအုံးမဆိုင်ဘူးမင်းရဲ့နှာခေါင်းကငါတို့နိုင်ငံမဆလာကိုဆိုလို့ရှိရင်တော့မရှူနိုင်အောင်ဖြစ်နေရလေတော်စားမှာရှင်ကျမအပေါ်လာပြောမနေပါနဲ့ရှင်ပြောတဲ့စကားတွေကတော့ပိုလွန်းနေအောင်ဒါနဲ့ရှင်သိရဲ့အတိုင်းပဲကျမတို့မိန်းမတွေကိုရန်ဖြစ်တဲ့နေရာမှာဘယ်သူမှမရှင်နိုင်ဘူးနော်ဟုတ်တယ်ဟုတ်တယ်ကျတော်ငါလည်းသဘောတူပါတယ်ငါလည်းမင်းနဲ့ရန်ဖြစ်ချင်စိတ်မရှိပါဘူး အန်ဂျလီကဒီနိုင်ငံကထွက်တဲ့မဆလာတွေကိုတော့ဒက်ဇက်လီမှာသဘောမကျပါဘူး။သူမမဆလာတွေကိုသဘောမကျတဲ့အတွက်ကြောင့်မလို့နိုင်ငံခြားမဆလာတွေကိုတမားယူသုံးဆွဲတတ်ပါရဲ့။သူမထမင်းဟင်းချက်ပြုတ်ဖို့အတွက်မဆလာဘူးကိုဖွင့်လိုက်ပြီးဆိုတာနဲ့အမြဲတမ်းပဲနှာချေတတ်ပါရဲ့။စိတ်ညစ်လိုက်တာဟဲ့သူ့ထမင်းဟင်းချက်ပြုတ်ခိုင်းရတာကလည်းဒုက္ခတစ်ခုပဲ။သူ့ထမင်းဟင်းချက်ပြုတ်တဲ့အခါတိုင်းမဆလာကနည်းနည်းနှာချေပြီးတော့ထည့်နေရများများလားမသိဘူးနော်။မိဖို့ခံနဲ့ဝင်ပြီးဆိုတာနဲ့နှာချေတာပြီးကိုမပြီးတော့ဘူး။ တို့တယောက်သွားပြီးတော့တားကြစမ်းမအောင်ဟဲ့မဟုတ်ဘူးဆိုလို့ရှင်တော့လေငါတို့ဒီနေ့ယွန်စရာကောင်းတာတွေစားရလိမ့်မယ်အမေကလည်းလေရောင်မကိုတိုင်းကမဆလာနဲ့မတည့်ဘူးဆိုတော့အမေလည်းသိရတာနဲ့မဆလာဘူးဖွင့်ပြီးဆိုတာနဲ့အဲ့ဒီအနန်းချောင်းသူ့နှာချီနေကြပဲလေသူမကြိုက်တာယူအမေတို့ကလောက်ခိုင်းနေရောသူလည်းဘလို့အဆင်ပြေမလဲအမေကဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့သူ့အမြဲတမ်းပြောဆိုနေရပဲအမလေးငါသားလေးနဲ့သူလက်မထက်ခင်တော့ငါမေးခွန်းတွေအများကြီးမေးခဲ့ပေမဲ့ဘာနဲ့မတည့်ဘူးလဲဆိုတော့ကိုတော့မမေးခဲ့ရဘူးအမှန်တကယ်ဆိုရင်တော့ဒါကိုလည်းမေးခဲ့တဲ့နေ တကယ်လို့သိမယ်ဆိုရင်တော့တို့ချွေးမအနေနဲ့ငါခေါ်လာမှာတော့မဟုတ်ဘူးဒါပေမဲ့ငါရဲ့သားငယ်လေးအတွက်ကိုတော့ငါပြီးပြည့်စုံနေတဲ့ချွေးမလေးကိုပဲခေါ်လာခဲ့မယ်မိခင်ဖြစ်သူကဒီလောက်ထိစဉ်းစားနေခဲ့တဲ့အချိန်မှာပဲသားငယ်လေးဖြစ်သူကမြို့ပေါ်မှာကြောင်းတော့တန်းနေရင်းနဲ့သူ့သဘောကြနှစ်သက်တဲ့နိုင်ငံသားသူမိန်းကလေးတယောက်ကိုလက်ထပ်ပြီးအိမ်ပေါ်ခေါ်တင်လာပါတယ်အမလီဟဲစိတ်ညစ်တယ်တယောက်ကကြတော့ဒီမြို့တွေကလူတယောက်ကိုခေါ်လာတယ်နောက်တယောက်ကနိုင်ငံသားသူကိုခေါ်လာတယ်ဒီအိမ်မှာကြက်သားဟင်ကိုဖေပုံစံအတိုင်းချက်ပြီးသူတို့ကြွေးကြအောင်မလဲမသိဘူး အမေကလည်းထူးဆန်းလိုက်တာဘာလို့လျှောက်ပြောနေရလဲအမေပြောတဲ့စကားတွေကိုကျမတော့နားမလဲဘူးဖြစ်ပြီးခဲ့တဲ့ကိစ္စတွေအားလုံးကပြီးသွားပြီပြန်ပြင်လို့လည်းရတာမဟုတ်တော့ဘူးလေအမေရဲ့အိမ်မှာချွေးမအစ်စ်လေးရောက်လာတော့သူ့ကိုကြိုးစိုးပါအောင်ဒီလိုနဲ့ရောက်ခမဖြစ်သူကလည်းနောက်ထပ်ချွေးမလေးတယောက်ကိုအိမ်ထဲဝင်ဖို့ကြိုးစိုးလိုက်ပါတယ်အနာကတော့ဒီနိုင်ငံကိုလာတာစာတင်ကြဖို့အတွက်ပါဒါပေမဲ့သူကလည်းကောင်းလေးကိုတွေ့ပြီးသဘောကျနှစ်သက်သွားပါတယ်ဒီနောက်နှစ်ယောက်သားသဘောတူဆန္ဒနဲ့ပဲလက်ထပ်ခဲကြတာပါအနာချစ်စရာကောင်းပြီးရင်ကျေးလိုက်မှရမယ့်အင်္ဂလိပ်ဖြစ်တဲ့အတွက်မိသားစုဝင်တွေကလည်းသူမကိုလက်ခံခဲ့ကြပါတယ် ။နောက်နေ့မှာတော့နိုင်ငံသားသူချွေးမော်လေးပထမဦးဇော်မီဖို့ကန်နဲ့ဝင်ပြီးထမင်းဟင်းချက်ပြုတ်ပါရယ်။ဒီမှာကနိုင်ငံသားသူဖြစ်တဲ့အတွက်ကြောင့်မလို့အနောက်တိုင်းအစားအသောက်တွေကိုသာချက်ပြုတ်ပြင်ဆင်လိုက်ပါရယ်။ခောက်ဆွဲကြော၊ပီဇာ၊ဘာဂါ၊ဒါရီအားလုံးကိုဒီမှာလောက်ထားပေးခဲ့ပြီးအားလုံးကလည်းသဘောကျနှစ်သက်နေကြပါရယ်။အနာထမင်းဟင်းချက်ပြုတ်နေခဲ့တဲ့အချိန်မှာအန်ဂျလီလည်းဘေးနားမှာရှိနေခဲ့ပြီးသူမထမင်းဟင်းချက်ပြုတ်ရတော့အဆင်ပြေနေခဲ့ပါတယ်။ထူးဆန်းလိုက်တာငါအရင်တုန်းကမိဖို့ခံနေဝင်ပြီးဆိုတာနဲ့အမြင်ရက်နှာချီနေကြ ဒီနောက်မှာတော့တတော်နှစ်ယောက်လုံးအတူတူပေါင်းပြီးတော့မိသားစုဝင်တွေစားတော့ဖို့အတွက်ထမင်းဟင်းတွေကိုချကျွေးခဲ့ပါတယ်။အားလုံးကသူမချထားတဲ့ထမင်းဟင်းတွေကိုသဘောတော့ကြားကြပါတယ်။ဘာပဲပြောပြောပါငါရရဲ့ရိုးရစားတော့တွေကပို့ပြီးတော့အဆင်ပြေတယ်။နိုင်ငံခြားစားတော့တွေကခဏပဲစားလို့ရတာလေ။ပုံမှန်ဆိုရင်တော့အိမ်ဟင်းအိမ်ထမင်းကားတာအကောင်းဆုံးပဲ။ငါတို့အိမ်မှာစားတော့တဲ့စားတော့တွေဆိုရင်တော့ဘလောက်တောင်ကောင်းလဲ။ထမင်းလေးနဲ့ဟင်းပူပူလေးနဲ့အမလီအရသာရှိလိုက်တာ။ဟုတ်တယ်နော်အမေပြောတာမှန်တော့လေမှန်ပါတယ်။အန်ဂျလီမင်းရောဘယ်လိုထင်လဲ။ ။တယောက်ကြာသွားတော့မျိုးလုံးမိတ်ပြပြီးတော့မိမကိုစားနှောင်းနေပြောလိုက်ပါရယ်။မိမကလည်းစိတ်ထဲကနေပြန်ပြီးကြိမ်ဆဲနေခဲ့မိပါရယ်။ဖြစ်နိုင်မယ်ဆိုရင်တော့တရတရထမင်းစားပြီးတော့ဝါတုပ်လာတာပဲအဖတ်တင်လိုက်မယ်။အန်ဂျလီကလည်းသူ့ရဲ့လင်ကြီးမဖြစ်တော့အနာချက်ပြုတ်ထားတဲ့အစားအသောက်တွေကိုသဘောကျနှစ်သက်နေခဲ့ပေမဲ့မိသားစုဝင်တွေကတော့မကြိုက်ပါဘူး။အနာကအစားအသောက်တွေဘလောက်ပဲအကောင်းဆုံးချက်ပြုတ်ပေးခဲ့ပါစေ။အိမ်မှာရှိတဲ့သူတွေကတော့အိမ်ထမင်းအိမ်ဟင်းကိုသာစားတောက်ချင်းကြပါရဲ့။ဒီချိန်မှာအနာကလည်းအလဲလန်းစိတ်ကိုလိုက်ဖို့အတွက်စဉ်းစားလိုက်ပါရဲ့ ဒီနေ့ဆက်ပြီးငါတို့အိမ်မှာထမင်းဟင်းချက်ပြုတ်မယ်ဆိုလို့ရှင်တော့နင်တို့အုံနဲ့မဆလာတွေကိုပဲအုံပြုတ်ပြီးတော့ချက်မယ်အင်္ဂလိပ်တွေရဲ့အပြုတ်မှုတွေအကုန်လုံးကမကောင်းဘူးလို့ဘယ်သူကပြောလို့လဲကောင်းမွန်တဲ့အကျင့်တွေအတုံးဆောင်တွေတုံးဆွဲမှုပုံစံတွေဆိုရင်တော့ငါတို့အနေနဲ့အတူယူတင်တာပေါ့ဘလို့လဲအန်နာရဲ့ငါပြောတာမှန်တယ်မလားဒီနောက်အန်ဂျလီကလည်းအိမ်မှာတုံးဆွဲနေတဲ့မဆလာတွေအကုန်လုံးကိုလည်းပြဖို့အတွက်စဉ်းစားထားလိုက်ပါတယ်ဒါပေမဲ့သူကတော့နိုင်ငံခြားမှာတုံးဆွဲတဲ့မဆလာတွေကဘာတွေလဲဆိုတာကိုတော့မသိသေးပါဘူး ဒါကြောင့်သူကလည်းလင်ညီမဖြစ်သူ NRC ကနေအကူအညီတောင်းရပါတယ်။ငါနဲ့မေးရအောင်မယ်။နေအမြဲတမ်းစားနေတဲ့ပီဇာတို့ဘာကာတို့ခောက်ဆွဲကြော်တို့အဲ့ဒီတင်မှာဘာမစလာတွေထည့်ထားလဲ။ရောင်မရဲ့ရောင်မမင်းရဲ့ပုံစံမသိလို့ရှိရင်ဘာကာတို့ခောက်ဆွဲကြော်တို့ဘယ်တော့မှမလုပ်ဖူးတဲ့ပုံစံမျိုးပဲနော်။လုပ်ဖူးပါတယ်ငါလုပ်ဖူးတယ်လေ။ဒါပေမဲ့ငါတို့ကအဲ့ဒီတင်မှာတာမန်ပစ္စည်းတွေပဲထည့်ထား။ငါတို့ကဒီမှာရှိတဲ့ကြက်တုံနီတို့ပန်းခေါ်ပြီးတော့ပဲထည့်ရလေ။အော် အမတကယ်အရသာကောင်းတဲ့အစားအသောက်တွေကိုစားကြတယ်ဆိုရင်တော့ကျမတို့ကလည်းမဆလာတွေကိုသုံးတယ်အမတို့ကသမင်းဟင်းချက်ပြုတ်တဲ့နေရာမှာမဆလာတွေမျိုးစုံသုံးတယ်လို့မျိုးကျမတို့ကလည်းထဲတဲ့ပါဝင်ပစ္စည်းတွေကအများကြီးပဲရှိတယ်ဒါနဲ့ဘာဖြစ်လို့ကျမအမေးနေရလဲတိတ်မကြခင်မှာအနောက်တိုင်းစားတော့ဆိုင်ကြီးဖွင့်ကြတော့မလို့လားမဟုတ်ပါဘူးဟဲ့ငါနဲ့ဘယ်လိုပြောပြရမလဲအိမ်မအိမ်သမင်းအိမ်ဟင်းချက်တာကိုပဲအားလုံးကကြိုက်ကြတာလေပြီးတော့တို့ကမဆလာစားရတာလည်းကြိုက်တယ်ငါကဒီနိုင်ငံကမဆလာရိုင်းနဲ့တိတ်ပြီးတော့မတည့်ဘူး။ပလင်အဖုံးကိုဖွင့်ပြီးဆိုတော့နဲ့နှာအယမ်းချီရလေ ငါနဲ့အလတ်ကျိတ်ရှိတယ်ဆိုတဲ့အခါကျတော့အနောက်တိုင်းမှာအတုံးပြိုးတဲ့မဆလာတွေကိုအစားထိုးပြီးသုံးဆွဲကြည့်ရင်ကောင်းမလားလို့စဉ်းစားနေတာအခုငါနေနဲ့ထမင်းဟင်းချက်ပြုတ်နေတာအဆင်ပြေနေတယ်။နောက်နေ့မှသူမမဆလာတွေအကုန်လုံးကိုတေချာစီမံပြီးနောက်မှာတော့ online ပေါ်ကနေမှာလိုက်ပါရစ်။အမလီသူတို့မဆလာတွေကလည်းဈေးမြလိုက်တာဟဲ့ငါတော်တော်လေးကိုဂျင်းထဲခံလိုက်ရတာလားမသိပါဘူး။ဒါလောက်များတဲ့မဆလာတွေကိုဝယ်လိုက်တာငါပတ်စံကောင်းကောင်းကုန်သွားတယ်။ပြီးတော့ဓာရီကပါလေနနမေနဲ့တူလိုက်တာ။ ငါဈေးထဲမှာဈေးတောက်ဝယ်လို့ရှင်တော့ခရမ်းကျင်ဒီဝယ်တိုင်းနနမင်းကအမြဲတမ်းအပိုရနေရဒါကလည်းဈေးကြီးသေးပြီးတော့ဒီငရုတ်ဒီ sauce ကဘာကြီးလဲငါတို့မှာရှိတဲ့ငရုတ်ဒီအချောက်တွေကိုအနှစ်လောက်ထားတာမဟုတ်ဘူးလားဒီ Ajinomoto ဆိုတာကဘာကြီးလဲစားနေတော်တော်လေးကိုကျူတာပဲနောက်တစ်ခါစားမထည့်ပဲနဲ့ဒါထည့်ကြည့်ရမယ်ဒီမဆလာတွေအကုန်လုံးကိုကြည့်ရသလားဆိုလို့ရှင်တော့ငါတို့နိုင်ငံကမဆလာနဲ့တိတ်ပြီးတော့မကွာပါဘူးအလုံးကအခေါ်အဝေါ်နဲ့အရသာနည်းနည်းပဲပြောင်းသွားရတယ်နဲ့ကြူတယ် ဒါတွေကိုတီးဖို့အတွက်ငါအင်တာနက်ကိုတောင်တိတ်ပြီးတော့အသုံးပြုစရာလည်းမလိုသလိုမျိုးအုံနောက်သုံးစရာတော့မလိုတော့ဘူးဒီနေ့ကစပြီးဒါတွေကိုအသုံးပြုပြီးထမင်းဟင်းတွေချက်မယ်ညနေခင်းမှာအန်ဂျလီကတော့ညစာအတွက်ချက်ပြုံနေခဲ့ပါတယ်သူမမဆလာတွေကိုလည်းအနောက်တိုင်းမဆလာတွေကိုသုံးဆွဲခဲ့ရပါဘလို့ဖြစ်ကြလဲမိဖို့ခန်းထဲမှာမဆလာတွေအကုန်လုံးကိုပြောင်းလဲထားတာပါလားတစ်ခုလုံးပြောင်းလဲနေရနော်ဒါဆိုရင်တော့ရှင်းရှင်းဆက်ပြီးတော့ကြည့်နေလိုက်လေး ျမကဘလောက်တောင်မှပြောင်းလဲတော့အောင်လုပ်ပေးမလဲဆိုတော့ကိုကျမပြောင်းလဲတတ်တဲ့လူစားမျိုးပါတခြားမိန်းမတွေလိုမျိုးတသက်လုံးပုံစံတစ်မျိုးတည်းပဲနေထိုင်သွားမဲ့သူမျိုးမဟုတ်ဘူးကျမခင်မီရဲ့သူဆိုတော့ခင်မီရနဲ့အညီပြောင်းလဲနေထိုင်တတ်တယ်ကောင်းတာပေါ့ကောင်းတာပေါ့အရှမ်းကိုကောင်းတာပဲရောင်းမရဲဒါနဲ့မေးလိုက်ပါအောင်မပြောပါအောင်ဒီမှာအာဂျီနိုမိုတိုကိုတစုံလိုက်ကြီးထုတ်ထားတာဆိုတော့ဘာများလုံးမလို့လဲဘာလို့ရမှာလဲဟင်းနဲ့မှတစုံမမောက်လေးထည့်လိုက်မလို့လीအဲ့ဒါမှအရသာရှိသွားမှာ အမလီရောက်မရဲ့ဒီအာဂျီနိုမိုတိုကဘာလဲဆိုတာကိုရောသိရလားဟင်းတွေအလုံးကိုဖျက်ဆီးပြတော့မလို့လားအရာကလေမှုံမှုံလေးမှနည်းနည်းလေးပဲထဲရတာတစုံမမောက်ကြီးထဲရတာမဟုတ်ဘူးဟင်းတွေအလုံးပျက်စီးကုန်လိမ့်မယ်ဒီနေ့ရောက်မချက်ထားတဲ့ဟင်းကိုတော့ကျမစားနိုင်လိမ့်မယ်လို့မထင်တော့တခြားသူတွေအလုံးကိုပဲကျွေးလိုက်တော့ကျမကတော့ဒီနေ့ဝိတ်လျှော့လိုက်တော့မယ်အမလီငါတော့အကောင်းမွန်ဆုံးဈေးကြီးတဲ့မဆလာတွေကိုအင်တာနက်ကနေအောင်မှာပြီးတော့ထမင်းဟင်းချက်ပြုတ်ပေးနေရနင်တို့ကငေါ့ပွဲပြနေရပေါ့လေဟုတ်လား ပွဲခံနေမယ်ဆိုလို့ရှင်တော့ကြိုက်တာတော့လောက်ကြောင့်မစားခြင်းလည်းမစားနဲ့ငါတလောက်စူးစားပန်းစားနဲ့လှုပ်ပြီးချက်ပြုတ်ပေးနေအောင်ငါရဲ့တံပိုးနားအောင်မလဲကြအောင်နော်နင်တို့အားလုံးဒီပုံစံကြီးပဲအေးပေါ်အိမ်ကကြက်ကအပင်အပြင်ကပဲဟင်းတစ်ခွက်နဲ့တံပိုးအတူတူပဲလေအဲ့တော့နင်တို့ကငါတံပိုးဘလို့နားလဲမလဲဒီလိုနဲ့တမထမဲဟင်းချက်ပြုတ်တဲ့အချိန်တိုင်းမှာလဲမဆလာရီကိုထည့်ပြီးတော့ချက်ပြုတ်နေခဲ့ပါတယ်ဒီမှာလဖေးပြောတဲ့ပုံစံကိုတော့ပြောင်းလဲလိုက်တဲ့အတွက်ကြောင့်မို့လို့ဘယ်သူမှမတောင့်နိုင်ကြတော့ပါဘူး တရမအဲ့တဲ့တရားအင်ကိုလာလေတဲ့အတွက်ကြောင့်မို့လို့သူကလည်းထမင်းဟင်းတွေချက်ကျွေးခဲ့ပါတယ်။ဒါပါကြီးလည်းချွေးမလေးရဲ့ဒီလောက်အရသာမကောင်းနဲ့မုံမျိုးတကားမှမစားဘူး။ဒီမှာချွေးမလေးရေပီဇာထဲမှာငါတို့မဆလာတွေကိုထည့်လို့မရအောင်မလား။ငါတို့မဆလာတွေကိုဒါပီဇာထဲမှာထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဘလောက်တောင်မှစိတ်ပြတ်ဖို့ကောင်းသွားလိုက်မလဲ။အားလုံးကအရသာပြက်စီးကုန်မှာပေါ့ဘလို့မှစားလို့မရတော့ဘူး။အဲ့လိုမျိုးပဲငါတို့အစားအသောက်ထဲမှာလည်းအနောက်တိုင်းကဟင်းခတ်အမွေးကြိုင်တွေမဆလာတွေကိုတုံးဆွဲလို့မရဘူး။အားလုံးပြက်စီးကုန်ကြလိမ့်မယ်။ နင်ကမဆလာဘူးကိုဖွင့်လိုက်တာနဲ့နှာချေတယ်နေနဲ့မတည့်ဘူးအလတ်ကျိတ်ရှိတယ်ဆိုလို့ရှင်လည်းနင်စေးကန်းတော့ပြီးတော့ဆရာဝင်နဲ့စေးကူသားတင်တယ်လေအခုလိုမျိုးနေနေမဲ့အစားစေးကန်းတော့တာပို့ပြီးတော့ကောင်းတာပေါ့မိသားစုဝင်တွေအားလုံးကိုထမင်းစားတောက်လို့မရအောင်လုပ်နေရတာတော့မဟုတ်သေးပါဘူးအစားတောက်ကိုအခုလိုမျိုးမလုံဆန်းပါနဲ့နင်လောက်ထားတဲ့အစားတောက်တွေကိုဘယ်သူမှမစားနိုင်ပဲအကောင်လုံးလွှတ်ပြစ်နေရတော့ကောင်းသေးလားနင်အခုလိုမျိုးပေါက်ကြရလေးစားရီရှောက်လုံးလိုက်ရနဲ့အားလုံးနေမကောင်းဖြစ်ကောင်းကြရင်ဘယ်လိုလုပ်မလဲ ဲဒီခါကျမှအခြေအနေတွေကပိုပြီးဆိုးသွားလိမ့်မယ်နော်ချွေးမလေးရငါပြောတာကိုနားထောင်စမ်းပါနေရဲ့အကျင့်တွေကိုပြင်ရမယ်ဒီအချိန်မှာမှအန်ဂျလီကလည်းသူဘလောက်တောင်မှမှားယွင်းသွားခဲ့လဲဆိုတာကိုသဘောပေါက်နားလဲသွားခဲ့ပါတော့တယ်ဒါကြောင့်သူကလည်းနောက်ဘက်တော့မှဟင်းခတ်အမွေးကြိုင်တွေကိုရောပြီးတော့မတုံးဆွဲတော့ဘူးဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါတယ်သူမထမင်းဟင်းချက်ပြုတ်တဲ့နေရာမှာလည်းအနောက်တိုင်းမဆလာတွေကိုမတုံးဆွဲတော့ပါဘူးဒီနောက်အားလုံးကလည်းအစဉ်ပြေချုံမွေးစွာနဲ့နေထိုင်နိုင်သွားခဲ့ကြပါတော့တဲ့။ဘာပြဿနာမှလည်းထပ်ပြီးရောမရှိတော့ပါဘူး။